အားလုံးပဲမင်္ဂလာပါ Daily Boy ဖွပေါ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့နိုဝင်ဘာလ16ရက်နေ့အင်္ဂါနေ့ညမှာရှင်ပိုင်ကစားကြမယ်ကမ္ဘာမလာခြေဆက်ပွဲစဉ်တွေဖြစ်တဲ့ဆွစ်ဇာလန်စကော့တလန်တင်းနဲ့ဒိန်းမတ်တင်းတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုဩစတြေးလျတင်းတို့ရဲ့ပွဲစဉ်တွေအပါအဝင်အခြားပွဲစဉ်လေးတွေရဲ့ပွဲကြိုသုံးသပ်ချက်တွေကိုတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ် ပထမဦးဆုံးအနေနဲ့ဒါစကော့တလန်ဒင်းနဲ့ဒိမ်းမတ်ဒင်းတို့ရဲ့ပွဲစဉ်ကတော့ဒေပွဲရဆိုလို့ရှိရင်မြန်မာစံတော်ချိန်ည2:25မိနစ်အချိန်မှာအရှင်ပြိုင်ကစားကြမှာလည်းဖြစ်ပါတယ်။စကော့တလန်တို့အနေနဲ့လက်ရှိနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့ဒါခြေစမ်းပိုင်းရနောက်ပိုင်းမှာပါဒါမဆိုးလာတဲ့နေသားမျိုးမှာဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုရင်တော့3ပွဲနိုင်တပွဲတည်းတပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်းဆိုင်ထားတာလည်းဖြစ်ပါတယ်။ တစ်ဖက်ကဒိမတ်အသင်းကိုချိန်မယ်ဆိုလို့ရှိရင်ဒိမတ်အသင်းကလည်းခြေစွမ်းပါရလာပိုင်းမှာပါကောင်းမွန်တဲ့အသင်းဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုရင်တော့၃ပွဲနိုင်၂ပွဲတည်းရဆိုတဲ့ရလာကိုပါရဆိုင်ထားတာလည်းဖြစ်ပါတယ်ဒီနှစ်သင်းမှာကထိတိုက်တွဲဆုံခဲ့တဲ့ပွဲစဉ်ကစုစုပေါင်းဆိုလို့ရှိရင်တော့၅ပွဲတည်းရှိထားတယ်အင်ရှင်စကော့တလန်အသင်းက၃ပွဲနိုင်ဒိမတ်အသင်းကတပွဲအနိုင်ရရှိအောင်ကစားထားတာဖြစ်ပြီးကျန်တဲ့တပွဲကတော့တည်းရရလာထွက်ပေါ်ထားတာလည်းဖြစ်ပါတယ်လက်ရှိနေသားအရဆိုလို့ရှိရင်တော့ နှစ်သင်းလုံးကတော့ခြေစောင်းပေါင်းရလာပိုင်းမှာပါတိတ်ပြီးတော့လဲကွာချောင်းမှုတော့မရှိဘူးအောက်စုတွင်းမှာဆိုလို့ရှိရင်လဲဒိမတ်တင်းကတော့ရမတ်စတမန်နဲ့အဆင့်တက်နေရမှာယက်တီနေရာဖြစ်ပြီးစကော့တလန်တင်းကတော့ရမတ်ဆယ်မန်နဲ့ဒုတိယနေရာမှာယက်တီနေရာလည်းဖြစ်ပါတယ်ဒီပွဲမှာနိုင်တဲ့သူကအောက်စုအဆင့်တက်နေရာကနေဒါတိုင်းရိုက်ခြေစပွဲကိုအောင်မြင်မှာဖြစ်လို့ဒီပွဲကလည်းဒါဖိုင်နယ်ပွဲစဉ်ပုံစံမျိုးပဲအကျင့်အနေနဲ့ထပ်ပြီးတော့ရှင်းပြန်ကစားရမယ့်ပွဲကောင်းတစ်ပွဲလည်းဖြစ်တယ်ဒါရန်ရတဲ့အပိုင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါစကော့တလန်အသင်းမှာကတော့ မီလာအပါအဝင်ဒါ၃ယောက်ကြုံတွေ့နေရတာဖြစ်ပြီးတစ်ဖက်ကဒိမတ်အသင်းမှာဆိုလို့ရှိရင်တော့ဒါသူတို့ရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့ white land အပါအဝင်၂ယောက်ဒဏ်ရာပြဿနာကြုံတွေ့နေရတာလည်းဖြစ်ပါတယ်ဒီဘွဲကလည်းဒါဒိမတ်တို့အနေနဲ့စကော့တလန်အသင်းရဲ့အိမ်ခွင်းမှာရလာကောင်းနိုင်ဖို့ဆိုတော့ကတော်တော်လေးတော့မလွယ်ကူဘူးပြီးတော့အစင်လာပိုင်းမှာဆိုလို့ရှိရင်ဒိမတ်တို့အနေနဲ့စကော့တလန်အသင်းနဲ့တွေ့လို့ရှိရင်ဒါအမြဲလိုရလာပိုင်းအရာကောင်းဝင်ဖို့တွေရုံးကန်ရတဲ့အနေအထားမျိုးကိုလည်းတွေ့ရတယ်ဒီဘွဲကဖွင့်လှစ်ထားတဲ့ပေါက်ကျဲရဆိုလို့ရှိရင်တော့ ိန်ဘတ်တို့အနေနဲ့စကော့တလန်အသင်းကို level 50ရှုံးကျေးပွင့်ထားတာဖြစ်ပြီးဂိုးပေါင်းရဆိုလို့ရှိရင်တော့နှလုံးကို60ရှုံးကျေးပွင့်ထားတာလည်းဖြစ်ပါတယ်။တစ်ဖက်ကစကော့တလန်အသင်းကလည်းလက်ရှိမှာအသင်းရဲ့ခြေစွမ်းပိုင်းရောရလာပိုင်းမှာပါကောင်းမွန်တဲ့အသင်းဖြစ်တယ်လို့အိမ်ကွင်းမှာလက်ခံပြီးမှကစားရမှာဆိုတော့အိမ်ကွင်းပြိုင်ပွဲအားနဲ့ဒါစကော့တလန်တို့လက်ရှိခြေစွမ်းပိုင်းရောဆိုလို့ရှိရင်တော့ ဒါမရှုံးနိုင်တဲ့အနေအထားမျိုးပေါ့လေဒါအိမ်ကွင်းမှာအနည်းဆုံးတရေကားတော့ဒါရရှိနိုင်တဲ့အနေအထားမျိုးလို့ပြောရမယ်ဆိုတော့ဒီပွဲရဲ့ရလက်ကကျွန်တော်ရဲ့အကြိုက်ဆိုလို့ရှိရင်တော့1 1နိုင်ရင်တော့မှဒါစကော့တိုင်လန်လို့အနေနဲ့1စီဆိုတဲ့ပုံစံမျိုးလောက်နဲ့ကပ်ပြီးတော့နိုင်သွားမှုများတယ်ဆိုတော့ဒီပွဲကတော့တရေဆိုလို့ရှိရင်တော့မှဒါ50လောက်ထိကိုပျော်ရွှင်ရအောင်မဲ့စကော့တိုင်လန်အသင်းကိုပဲပို့ပြီးတော့အကြိုက်တွင်းပြီးတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်နောက်ထပ်ဩစတြေးလျအသင်းနဲ့ဘော့စနီးယားအသင်းတို့ရဲ့ပွဲစဉ်က ဒီဘက်ဆိုလို့ရှိရင်တော့မြန်မာစံတော်ချိန်ည2:15မိနစ်အချိန်မှာအရှင်ပြိုင်ကစားကြမှာလည်းဖြစ်ပါတယ်။ Australia တို့အနေနဲ့လက်ရှိနေထိုင်ရဆိုလို့ရှိရင်တော့အသင်းရဲ့ခြေစွမ်းပိုင်းရလာပိုင်းတွေကပုံစံကောင်းနေမှာပဲရှိနေရလဲဖြစ်တယ်။နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ4ပွဲတိုင်းတပွဲသာရှုံးနေထားတာလည်းဖြစ်ပါတယ်။တစ်ဖက်ကဘော့စနီးယားအသင်းကိုကြည့်မယ်ဆိုရင်ဒါဘော့စနီးယားအသင်းကလည်းခြေစွမ်းပိုင်းရလာပိုင်းမှာပါတကယ်ကိုကောင်းမွန်တဲ့အသင်းဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ3ပွဲတိုင်းတပွဲသေးတပွဲရှုံးဆိုတဲ့ရလာကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ ဒီနှစ်သင်းမှာကထိတ်လိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကစုစုပေါင်းဆိုလို့ရှိရင်၄ပွဲတည်းရှိထားတယ်။အင်ရှင်ဩစတြေးလျအသင်းကတစ်ချိန်တိုင်းဘော့စနီးယားအသင်းကလည်းတစ်ချိန်အနိုင်ရရှိအောင်ကစားထားဖြစ်ပြီးကြံတဲ့နှစ်ချိန်ကတော့တရေရလဲထွက်ပေါ်ထလာလည်းဖြစ်ပါတယ်။လက်ရှိနေထားရဆိုလို့ရှိရင်တော့နှစ်သင်းလုံးကတော့ခြေဆောင်ပိုင်းရလတ်ပိုင်းမှာပါအကောင်းဆုံးပုံစံမျိုးမှာရှိနေရလဲဖြစ်တယ်။ဒီနှစ်သင်းကဆိုလို့ရှိရင်လည်းဒါအုပ်စုတွင်းမှာဩစတြေးလျအသင်းကတော့ရမတ်16မှတ်ရရှိထားတာဖြစ်ပြီးဘော့စနီးယားအသင်းကတော့ရမတ်16မှတ်ရရှိထားတာလည်းဖြစ်တယ်။ ဒီနှစ်သင်းမှာကဒါနှစ်မှတ်ပဲကွာဟနေတာဖြစ်လို့ဒီပွဲမှာနိုင်တဲ့သူကတော့ဒါအဆင့်တက်နေရာကနေပိတ်သိမ်းနိုင်မှာပေါ့လေအဆင့်တက်နေရာကိုရပြီဆိုလို့ရှိရင်တော့ဒါခြေဆက်ပွဲစဉ်ကိုတိုက်ရိုက်အောင်ပဲအသင်ပေါ့ဆိုတော့ဒီပွဲကလည်း final ပွဲစဉ်လားပေါ့နော်လုံးဝအကျိတ်အနေနဲ့ရှင်ပြန်ကစားရမယ့်ပွဲစဉ်မျိုးလည်းဖြစ်ပါတယ်ဒီပွဲကဖွင့်လှစ်ထားတဲ့ပေါင်ကျဲရောက်ဆိုလို့ရှိရင်တော့ဩစတြေးလျတို့အနေနဲ့ဘော့စနီးယားအသင်းကိုတလုံးကို60ရှုံးချေးပွင့်ထားတာဖြစ်ပြီးဂိုးပေါင်းအရဆိုရင်တော့၃လုံးကို90စားချေးပွင့်ထားတာလည်းဖြစ်ပါတယ် တစ်ဖက်ကဘော့စနီးယားတင်းကလည်းခြေစမ်းပန်းရလတ်ပိုင်းမှာပါအကောင်းဆုံးပုံစံပြမှာရှိနေတာပဲဖြစ်လို့ဩစတြေးလျတို့အနေနဲ့ဒီပွဲကဗျာဒီဂိုးပြတ်ဖို့ဆိုတာတဲ့နိုင်ဖို့တောင်မှတိတ်ပြီးတော့မကျင်းသေးဘူးပေါ့နော်တကယ်ကိုမှရုံးကန်ရမယ့်ပွဲစဉ်မျိုးဆက်ပွဲစဉ်ရဲ့ရလတ်ကကျွန်တော်ရဲ့အကြိုက်ဆိုလို့ရှိရင်တော့1-1ဆိုတဲ့ပုံစံမျိုးပြီးတော့နိုင်ရင်တော့မှဒါ1-0အဲလိုလောက်နဲ့ပဲကတ်ပြီးတော့နိုင်တော့ဖို့များတယ်နှစ်ဂိုးပြတ်ဖို့တော့တော်တော်လေးယာခိုင်လို့နေတယ်ဆိုဒီပွဲကလည်းဒါကျွန်တော်ကတော့ဒီရှုံးရင်တောင်မှဂိုးပြတ်မရှုံးနိုင်တဲ့ ဘောစင်းရသင်းကိုပဲပို့ပြီးတော့အကြိုက်သွင်းပြီးတဲ့ပွဲစဉ်လေးဖြစ်ပါတယ်။နောက်ထပ်မြောက်မက်ဆီဒိုနီးယားသင်းရဲ့ဝေးသင်းတို့ရဲ့ပွဲစဉ်အားဆိုလို့ရှိရင်ဒီပွဲကတော့မြန်မာစံတော်ချိန်ည2:15မိနစ်အချိန်မှာအရှင်းပြိုင်ကစားကြမှာလည်းဖြစ်ပါတယ်။ဝေးတို့အနေနဲ့လက်ရှိမှာဆိုလို့ရှိရင်တော့အတင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကကြာဆင်းနေတဲ့အသင်းဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုရင်လည်း2ပွဲသာနိုင်ပြီးတော့3ပွဲထိကိုရှုံးနေထားတာကိုလည်းတွေ့ရတယ်။တစ်ဖက်ကမြောက်မက်ဆီဒိုနီးယားသင်းကိုကြည့်မယ်ဆိုရင်ဒါမြောက်မက်ဆီဒိုနီးယားသင်းကတော့ ခြေစွမ်းပိုင်းအရောက်ရလပိုင်းမှာပါဒါမစိုးဘူးလို့ပြောရမှာဖြစ်ပြီးတော့နောက်ဆုံးကစားခဲ့တဲ့လေးပွဲမှာဆိုလို့ရှိရင်တပွဲနိုင်သုံးပွဲတည်းရဆိုတဲ့ရလကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်ဆိုတော့တည်ကြတဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းဘယ်ဂျီယန်လိုအသင်းမျိုးတောင်ပဲတည်ကြအောင်ကစားထားနိုင်ခဲ့တာကိုတော့တွေ့ရတယ်ဒီနေ့သင်းမှာကထိတ်တိုက်တွဲဆုံခဲ့တဲ့ပွဲစဉ်ကစုစုပေါင်းဆိုလို့ရှိရင်၃ပွဲရှိထားတယ်အဲဒီ၃ပွဲမှာဆိုလို့ရှိရင်ဝေးအသင်းကတစ်ချိန်တိုင်းမြောက်မက်ဆီဒိုနီးယားအသင်းကလည်းတကြိမ်အနားရရှိအောင်ကစားထားတာဖြစ်ပြီးတကြိမ်ကတော့တရေရလက်ထွက်ပေါ်ထားတာလည်းဖြစ်ပါတယ် လက်ရှိနေသားအရဆိုလို့ရှိရင်တော့ခြေစွမ်းပိုင်းရောရာလတ်ပိုင်းမှာပါဒီနှစ်သင်းကတိတ်ပြီးတော့ကွာခြားမှုတော့မရှိဘူးအုပ်စုတွဲမှာဆိုလို့ရှိရင်လည်းမြောက်မစီဒိုနီးယားသင်းကလည်းရာမတ်က73မှတ်ဝေးသင်းကလည်းရာမတ်73မှတ်ရရှိနေတာဆိုတော့ဒီပွဲမှာနိုင်တဲ့သူကဒုတိယနေရာကနေဒါနောက်ထပ်ခြေစစ်ပွဲစဉ်တွေကိုရှင်ပြိုင်ကစားသွားရဖို့ရှိတယ်ဆိုတော့အဲ့အခွင့်အရေးကိုဒီပိုင်ဆိုင်နိုင်ဖို့အတွက်ဒီပွဲကလည်းဒါ final ပွဲစဉ်ပုံစံမျိုးပေါ့နော်ဖတ်ပြီးတော့ကစားရမယ့်အနေအထားမျိုး လက်ရှိမှာဒီပွဲကဖွင့်လှစ်ထားတဲ့ပေါကျဲရဆိုလို့ရှိရင်တော့ဝေးရိုအနေနဲ့မြောက်မစီဒိုနီယာအသင်းကိုတလုံးကို80စားခြေဖွင့်ထားတာဖြစ်ပြီးဂိုးပေါင်းရစီတော့နှလုံးကို50ချုံခြေဖွင့်ထားတာလည်းဖြစ်ပါတယ်။တစ်ဖက်ကမြောက်မစီဒိုနီယာအသင်းကလည်းလက်ရှိမှာအသင်းရဲ့ခြေဆောင်ပိုင်းအရမဆိုးလှသလိုဝေးအသင်းရဲ့ဒီလက်ရှိခြေဆောင်ပိုင်းနဲ့ရလာပိုင်းကလည်းကျွန်တော်အနေနဲ့အများကြီးတော့လည်းမျောလင့်ထားလို့တော့မရဘူး။ဆိုတော့ဒီပွဲရဲ့အနေထားကရလာကတာကျွန်တော်ရဲ့အကြိုက်ဆိုလို့ရှိရင်တော့1 1 အဲ့လိုပုံစံမျိုးလောက်နဲ့ပဲတရေရလက်ကိုပို့ပြီးတော့ဦးတည်သွားဖို့များတယ်။တရေဆိုလို့ရှိရင်ဒါ80ဒီစားရမယ်။မြောက်မစီဒိုနီယာအသင်းကိုပဲပို့ပြီးတော့အကြိုက်တွင်းနေတဲ့ပွဲစဉ်လေးဖြစ်ပါတယ်။နောက်ထပ်ခြေစမ်းပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘင်နီဆွဲလာတဲ့နည်းကရီတာတင်းတို့ရဲ့ပွဲစဉ်အားဆိုရင်ဒီပွဲကတော့မြန်မာစံတော်ချိန်ဗုဒ္ဓဟူးနေ့တာနည်းနည်းပိုင်း၈နာရီအချိန်မှာရှင်ပိုင်ကစားကြမှာလည်းဖြစ်ပါတယ်။ဘင်နီဆွဲလာတို့နေနဲ့ လက်ရှိနေသားအရဆိုလို့ရှိရင်တော့ဒါခြေစွမ်းပိုင်းကတော့တကယ်ကိုမဆိုးလာတဲ့အသင်းမျိုးလို့ပြောရမယ်။ရလက်ပါအရဆိုလို့ရှိရင်တော့တိတ်ပြီးတော့အားရစရာတော့မရှိဘူး။နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုရင်တပွဲနိုင်၄ပွဲတိကိုရှုံးနေထားတာကိုလည်းတွေ့ရတယ်။ဒါမဲ့ဒီရှုံးနေခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တကယ်ကိုနိုင်ငံကလပ်အသင်းတွေထင်ပါဆိုလို့ရှိရင်ဗျာတကယ်အသင်းကြီးတွေဖြစ်တဲ့အာဂျင်တီးနားလိုတော့ပြီးလို့ရှိရင်ဒီဥရုဂွေးလိုကိုလံပီယာလိုဒီလိုမျိုးအသင်းတွေကိုရှုံးနေထားတာပေါ့လေ။တစ်ဖက်ကကနေဒါကိုကြည့်မယ်ဆိုရင်လည်းဒါကနေဒါကလည်း ချင်းစောပန်းအရာကိုရလာပိုင်းမှာပါတကယ်ဒါမဆိုးလာတဲ့အသင်းမျိုးဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုရင်တော့၂ပွဲနိုင်၂ပွဲတည်းရေတပွဲရှုံးဆိုတဲ့ရလာကိုပိုင်းဆိုင်ထားတာလည်းဖြစ်ပါတယ်ဒီနှစ်သင်းမှာကထိတိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကတပွဲပဲရှိတာတယ်။အဲဒီပွဲစဉ်မှာဆိုလို့ရှိရင်ဒါ1-1ဆိုတဲ့ပုံစံမျိုးနဲ့ပဲတရေရလာထွက်ပေါ်ထားရလဲဖြစ်ပါတယ်။လက်ရှိနေသားအရဆိုလို့ရှိရင်တော့နှစ်သင်းလုံးကတော့ဒါခြေစွမ်းပန်းရလာပိုင်းမှာပါအလောက်ထိတော့လဲကွာခြားတဲ့အနေထားမျိုးတော့မဟုတ်ဘူး။ဟိုချင်းကြီးတဲ့အသင်းတွေထဲမှာပါတယ်လို့ပြောလို့ရတယ်။ ဖွင့်လှစ်ထားတဲ့ပေါက်ကျဲရောက်ဆိုလို့ရှိရင်တော့ကနေဒါတို့အနေနဲ့ဗင်နီဇွဲလာသင်းကို level 60ရှုံးချေးဖွင့်ထားတာဖြစ်ပြီးဂိုးပေါင်းရဆိုတော့နှလုံးကို30ရှုံးချေးဖွင့်ထားတာလည်းဖြစ်ပါတယ်။ဗင်နီဇွဲလာသင်းကလည်းဒါခြေဆွမ်းပါးအရာမဆိုးလာတဲ့အသင်းမျိုးဖြစ်လို့ပွဲစဉ်ရဲ့ရလဒ်ကဒါကျွန်တော်ရဲ့အကြိုက်ဆိုလို့ရှိရင်တော့1-1နောက်နိုင်ရင်တောင်မဲ့ဗင်နီဇွဲလာသင်းကပဲ2-1ဆိုတဲ့ပုံစံမျိုးလောက်နဲ့ကပ်ပြီးတော့နိုင်သွားနိုင်တယ်။ဆိုတော့ဒီပွဲကတော့ဒါတရေဆိုရင်60စားရမယ်။ ဘယ်နီဆွဲလာတဲ့ကိုပဲပို့ပြီးတော့အကြိုက်တွင်ပြီးတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။နောက်ထပ်တောင်ကိုရီးယားတင်းနဲ့ဂါနာတင်းတို့ရဲ့ပွဲစဉ်အားဆိုရင်ဒီပွဲကဆိုလို့ရှိရင်တော့မြန်မာစံတော်ချိန်ညနေ9:00နာရီခွဲအချိန်မှာအရှင်ပြိုင်ကစားကြမှာလည်းဖြစ်ပါတယ်။တောင်ကိုရီးယားအနေနဲ့လက်ရှိမှာဆိုလို့ရှိရင်တော့အသင်းရဲ့ခြေစွမ်းပေါင်းရလာပိုင်းတွေကပုံစံကောင်းနေမှာပဲရှိနေတဲ့အသင်းဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုရင်3ပွဲတိုင်း2ပွဲတည်းတပွဲရှိုးဆိုတဲ့ရလာကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။တစ်ဖက်ကဂါနာတင်းကိုကြည့်မယ်ဆိုရင်ဒါဂါနာတင်းကလည်း ခြေဆောင်ပန်းရလပိုင်းမှာပါဒါမစိုးလာတဲ့အသင်းမျိုးဖြစ်ပြီးဂါနာတို့အနေနဲ့နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုရင်တော့၃ပွဲနိုင်၃ပွဲတည်းရေတပွဲရှုံးဆိုတဲ့ရလကိုပိုင်ဆိုင်ထားတဲ့အသင်းလည်းဖြစ်တယ်ဒီနှစ်သင်းမှာကထိတိုက်တွဲဆုံးခဲ့တဲ့ပွဲစဉ်က၃ပွဲရှိထားတယ်ကျွန်တော်တို့ဒါမှတ်မှတ်ရရပါတော့ဒါဒီပေါ်တူဂီတို့နောက်တောင်ကိုရီးယားတို့ဂါနာတို့ပေါ့နော်ကမ္ဘာဖလားမှာဆိုရှင်တအုပ်စုထဲကြာရောက်ခဲ့တဲ့ပွဲစဉ်ရှိရဲအဲ့ဒါနောက်ဆုံးဒီကာတာမှာကစားခဲ့တဲ့ကမ္ဘာဖလားမှာထင်တာပဲအဲ့မှာဆိုလို့ရှင်တော့ ီဂါနာတို့အနေနဲ့တောင်ကိုရီးယားအသင်းကိုဒါနှစ်ပွဲအနိုင်ရရှိအောင်ကစားထားတာဖြစ်ပြီးတောင်ကိုရီးယားအသင်းကတော့တပွဲသာပြန်လည်ပြီးတော့အနိုင်ရရှိအောင်ကစားထားတာလည်းဖြစ်ပါသေးတယ်။ဆိုတော့တွေ့ဆုံမှုကတော့သုံးချိန်ပေါ့နော်။ကမ္ဘာဖလားမှာဆိုလို့ရှိရင်လည်းဒါဂါနာအသင်းကပဲတောင်ကိုရီးယားအသင်းကိုအသာစီးယူနိုင်ထားခဲ့တာကိုလည်းတွေ့ရတယ်။ပြီးတော့လက်ရှိမှာဆိုလို့ရှိရင်နှစ်သင်းကတော့ခြေစမ်းပန်းရလန့်ပိုင်းမှာပါတကယ်ကိုကောင်းမွန်တဲ့အနေအထားမျိုးတွေမှာရှိတယ်။စုပွဲမှုဘာအရာဆိုလို့ရှိရင်တော့ဂါနာအသင်းရဲ့စာရင်ဒါတောင်ကိုရီးယားအသင်းကတော့ပို့ပြီးတော့ ိုကျင့်လက်မှုရှိတဲ့အနေထားမျိုးလို့ပြောရမယ်ဖွင့်လက်ထားတဲ့ဒီပေါ့ကျဲရောက်ဆိုလို့ရှိရင်ဒီပွဲကတောင်ကိုရီးယားတို့အနေနဲ့ဂါနာသင်းကိုတလုံးကို80စာချေးဖွင့်ထားတာဖြစ်ပြီးဂိုးပေါင်းရဆိုတော့နှလုံးကို90ရှုံးချေးဖွင့်ထားတာလည်းဖြစ်ပါတယ်တစ်ဖက်ကဂါနာသင်းကလည်းဒါလက်ရှိမှာအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကဟိုကောင်းတယ်ဆိုရင်ပွဲစဉ်ရဲ့ရာလတ်ကဟိုကျွန်တော်ရဲ့အကြိုက်ပေါ့နော်ကျွန်တော်ရဲ့အကြိုက်ဆိုလို့ရှိရင်တော့တောင်ကိုရီးယားတို့အနေနဲ့ဂါနာအသင်းကို2-1နောက် ဟို32အဲ့လိုပုံစံမျိုးလောက်နဲ့ကပ်ပြီးတော့နိုင်သွားဖို့များတယ်ဆိုဒီဘွဲကတော့နိုင်လို့ရှိရင်ဒါ80ဒီစားရမယ်တောင်ကိုရီးယားအတင်းကိုပဲအကြိုက်တွင်းပြီးတဲ့ပွဲစဉ်ဖြစ်ပြီးပွဲစဉ်ရဲ့ရလဒ်ကလည်းဒါသုံးလုံးပြဖို့ဆိုတာကအရန်ကြီးတော့လည်းမခက်ခဲနိုင်တဲ့ပွဲစဉ်မျိုးဖြစ်လို့သုံးလုံးဆိုရင်တရားပြပျော်ရွှင်ရမယ်ဂိုးအများကိုလည်းဒါထပ်ပြီးတော့စဉ်းစားထားတဲ့ပွဲစဉ်မျိုးလည်းဖြစ်ပါတယ်